မင်္ဂလာပါဒီနေ့ချားသပရိနီကရွှေစေးတီတီတာတာတက်သွားတဲ့ကိစ္စလေးနည်းနည်းဆွေးနွေးကြည့်ကြအောင်နှစ်ပတ်အတွင်းအမြင့်ဆုံးလို့ဆိုတယ်ဟုတ်ကဲ့အဓိကအကြောင်းရင်းကြည့်ရရင်ကောအဲ American ဆိုရရဲ့ချွေးမီကိစ္စတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဆိုရင်မှုတွေတက်လာတာဟွန်းချွေးမီကိစ္စဟုတ်တယ်ပြီးတော့ဟိုငွေတိုက်စာချုပ်ဝဲလို့အားနေသွားတယ်ဆိုတာကတော့ အဲ့ဒါပါအဓိကပဲအထူးသဖြင့်ဘိုးတော်ဟူးနေ့ကလုပ်တဲ့လေလံပွဲလေးညနေသက်တမ်းငွေချေစာချို့ဒေါ်လာ16ဘီလီယံဖို့ဟောဟုတ်ပြီအဲ့ဒီမှာဝဲလွားအရန်နဲသွားတာလားဟုတ်တယ်ဆိုတော့ယင်းနည်းမြန်နသူတွေကအစိုးရရဲ့ကြွေးမီပေါ်မှာအမ်ယုံကြည်မှုနည်းနည်းလုတ်သွားတဲ့သဘောပေါ့မိကွန်ထုတ်เสียဖြစ်လာတယ်အဲ့ဒီလိုမတိချမရဖြစ်လာတော့ အစစ်လာအတိုင်းပိုင်းရွှေဘက်ကိုပြေးကြတာပေါ့နော်မှန်ပါပဲလုံကြုံတဲ့ခိုလွန်ရာ safe haven ဖြစ်နေလိဝဲလွားကတက်လာတာပေါ့ဈေးနှုန်းအတိအကျပြောရရင်နော် sport ရွှေဈေးကဘယ်လောက်တက်သွားလဲ sport ရွှေဈေးကတောင်စားကို3340တသမ33ဖြစ်သွားတယ်0.8%တက်သွားတာအဲ့ဒါမေလာခိုးရနေနောက်ပိုင်းအမြင့်ဆုံးပဲအနာဂတ် secret futures ကလည်းတက်တယ်ဟုတ်လား ဟုတ်တယ်အမေရိကန်ရွှေအနာဂတ်ဆေးကလည်း0.9%တက်ပြီး3,341တထမ6%ဖြစ်သွားတယ်။ဟွန်းနောက်ပြီးတော့ဒေါ်လာဈေးကျနေတာကလည်းပန်ပိုးမှုပေတယ်လို့ပြောကြတယ်။ဟုတ်ကဲ့အဲ့ဒါလည်းအရေးကြီးတဲ့အချက်တစ်ခုပဲ။ဒေါ်လာကနှစ်ပတ်အတွင်းဆုံးနားဝရှိနေတော့လေ။ဆိုတော့တခြားနိုင်ငံကဝေဒူးရတဲ့အတွက်ရွှေကပိုပြီးဈေးတက်တာတွားတဲ့သဘောပေါ့။အတိအကျပဲ။အဲ့ဒီတော့ဝေလိုအားကိုဒါကလည်းအထောက်ကိုဖြစ်စေတာပေါ့။ဒါဆိုအဓိကကကြွေးမိစိုးရင်မှုရဲ့ ဒေါ်လာအားနည်းမှုရယ်ပေါ့နော်ဟို ONA က Kelvin Wong ရဲ့တုံးတစ်ချက်ကတော့သူကလည်းအဓိကအဲ့ဒီနှစ်ချက်ကိုပဲထောက်ပြတယ်ဒေါ်လာအားပြောတာတဲ့ American စီးပွားရေးမတည်ငြိမ်နိုင်တဲ့ under rate ရေပေါ့ဒါပေမဲ့တခြားနောက်ခံအကြောင်းလေးတွေလည်းရှိသေးတယ်မလား Moody's ကိစ္စလိုမျိုးဟုတ်တယ်ဒီရတဲ့ပတ်က Moody's က American ရဲ့ credit rating ကို short short လိုက်တယ်လေအဲ့ဒါကလည်းဒီစိုးရိမ်မှုတွေကိုပိုအားဖြည့်ပေးသလိုဖြစ်သွားတယ်။ Nobby ပြည်တွင်းနိုင်ငံရေးမှာလည်းဟို outlet တော် senior committee က သမရာဟောင်းထရမ့်လက်ထက်ကအခွန်ကိစ္စဥပဒေကြမ်းကိုထောက်ခံလိုက်တော့အင်းအဲ့ဒါကလည်းဘန်ဒိုင်းဆယ်ရမတိကြမေယာမှုကိုပိုတိုးစေတာပေါ့ရှစ်ဆက်ဘလော့ဒုံးစီရိတ်တီဖြစ်လာမလဲဆိုတာမျိုးလေးဆိုတော့လေဒီအချက်ဒီအားလုံးစုပြီးတော့ရွှေဘက်ကိုတွန်းပို့နေတဲ့သဘောပဲမှန်ပါတယ်စီးဝါရေးဘန်ဒိုင်းနိုင်ငံရေးမတိငိမ်မှုတွေများလာတဲ့အခါရွှေရဲ့လုံကြုံတဲ့ယင်းနှီးမြွန်နာမှုဆိုတဲ့အခန်းကဏ္ဍကပိုပြီးပေါ်လွင်လာတယ်။အတိုးနှုံးနှိမ့်နေတာကတော့ဘလို့သက်ဆိုင်သေးလဲ အတိုးလုံးတွေနေနေတဲ့အခါကျတော့ရွှေကိုင်းထားချင်းအထင်ဆုံးရှုံးသွားတဲ့အခွင့်အလမ်းကုန်ကြစီ opportunity cost ကနည်းတယ်လို့ယူဆကြတယ်လေထကြတိုးရတဲ့ပိုက်ဆိုင်မှုတွေကအကျိုးမြတ်တိတ်မပေးနိုင်တဲ့အချိန်မျိုးမှာပေါ့ကျေမီထူးသေးလားလော်လော်ဆယ်ရာအီရန်နဲ့အမေရိကန်ကြားနျူကလ িয়ার ဆွေးနွေးပွဲပန်စမအကြံကိုမေလ23ရက်နေ့ရောမမလုံမယ်ဆိုတဲ့သတင်းထွက်ထားတဲ့အိုမန်နိုင်ငံခြားရေးဝန်ကြီးကပြောတာပါအဲ့ဒါကလေစောင့်ကြည့်ရမယ့်အချက်တစ်ခုပေါ့ တင်းမမှုတွေရောမလားတက်မလားဆိုတာဟုတ်ပါလေအဲ့ဒါကလည်းကဘာအခြေအနေမတည်ငြိမ်မှုနဲ့ဆက်ဆက်နေတာ哦ကောင်းပါပြီဒါဆိုအနှစ်ချုပ်ပြန်ကြည့်ရင်အမေရိကန်ရဲ့ကြွေးမီဆိုရည်မှုငွေတိုင်းစာချုပ်ဝယ်လို့အားကြတာဒေါ်လာဈေးအားနေတာနောက်ရေဘီရဲ့မတည်ငြိမ်မှုတွေပေါင်းပြီးရွှေဈေးကိုတွန်းတင်လိုက်တာပေါ့အဓိကကတော့အဲ့ဒီအချက်တည်းပါပဲဒီဖြစ်စဉ်ကရွှေရဲ့တန်ဖိုးဟာစီးပွားရေးအခြေအနေအတိုးနှုန်းပတ်ဝန်းကျင်နေတဲ့ ဘလော့နီနီကကဆက်ဆက်နေတယ်လဲဆိုတော့ကိုပြနေတာပဲဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတာကဒီအခြေအနေလေးကရေရှည်မှာဘလို့ဆက်ဖြစ်မလဲဆိုတာပဲအဲ့ဒါဘောဆက်ပြီးစဉ်းစားစရာကတော့ဟိုလာမယ့် Iran American ဆွေးနွေးပွဲရလက်တည်ဒါမှမဟုတ် American ရဲ့ဗန်ဒိုင်းမိုးကတော့အပြောင်းလဲတွေကရွှေရဲ့ safe haven အဖြစ်ယက်တီမှုကိုဘလို့တက်ရောက်လာနိုင်မလဲဆိုတာပါပဲဆက်ပြီးအားကောင်းနေဦးမလားဒါမှမဟုတ်ပြောင်းလဲသွားမလားပေါ့อืมအဲ့ဒါတော့ဆက်လက်ဆုံးကြည့်ရမယ်အလားအလာတွေပါပဲ ဒီနေ့ဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါပဲ